ရူဘင်အာမိုရင်လက်ထက်ပထမဦးဆုံးအကြိမ်ဖြစ်ပရီးမီးယားလိဂ်နှစ်ပွဲဆက်နိုင်လိုက်တဲ့အတွက်မန်ချက်စတာယူနိုက်တက်ပေါ်ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေပြန်လည်ကြီးထွားလာပါတယ်။အထူးသဖြင့်လီဗာပူးလိုမဟာပြိုင်ဘက်ကိုနိုင်လိုက်တာကြောင့်လည်းပါမယ်ထင်ပါတယ်။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ပြန်လာပြီလားဆိုတာနဲ့ပတ်သက်လို့တော့မေးခွန်းတွေရှိနေသေးပါပဲ။ဒီအချိန်မှာနောက်ထပ်သက်သေပြရမယ့်ပွဲစဉ်တစ်ပွဲက Brighton နဲ့ပွဲစဉ်ဖြစ်ပါတယ်။လက်တလောမန်ချက်စတာယူနိုက်တက်နဲ့ Brighton ရဲ့အဆင့်ရက်တည်မှုကိုကြည့်ရင်ပရီးမီးယားလိဂ်မှာအပေါ်အောက်ပါပဲ။ မန်ချက်စတာယူနိုက်တက်က၈ပွဲကစားပြီး၄ပွဲနိုင်၃ပွဲရှုံး၃ပွဲတည်းရရလက်နဲ့ရမှတ်၃မှတ်ရရှိပြီးအဆင့်၉မှာရပ်တည်နေပါတယ်။အဲ့ဒီ၈ပွဲမှာမန်ချက်စတာစီးတီးလီဗာပူးချဲစီအာဆင်နယ်တို့လိုထိပ်သီးအသင်းတွေပါဝင်လာကြောင်းဝေဖန်မှုတွေကြုံနေရပေမဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဒီရလက်ကမဆိုးဘူးလို့ပဲဆိုရမှာပါ။ဒီရသည်အိမ်ကွင်း၄ပွဲမှာအာဆင်နယ်ကိုရှုံးတာကလွယ်ရင်ကျန်တဲ့၃ပွဲကိုအနိုင်ရထားပါတယ်။အဝေးကွင်းဆိုရင်ကစားပုံညက်ပေမဲ့အိမ်ကွင်းမှာကစားပုံရောရလက်ပါ မန်ချက်စတာယူနိုက်တက်ကကောင်းနေတာတွေ့ရပါတယ်။ Brighton က3ပွဲနိုင်3ပွဲသေ2ပွဲရှုံးရမှတ်12မှတ်နဲ့အဆင့်10နေရာမှာရှိနေပါတယ်။ထူးခြားတာက Brighton ရထားတဲ့ရမှတ်12မှတ်ထဲမှာ10မှတ်ကိုအဝေးကွင်းပွဲစဉ်တွေကနေရရှိထားတာပါ။အဝေးကွင်းပွဲစဉ်၄ပွဲကစားပြီး2ပွဲနိုင်2ပွဲသေရလက်ရရှိထားပြီးအဝေးကွင်းရှုံးပွဲလုံးဝမကြုံသေးပါဘူး။ Brighton ကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေထဲ Manchester City, Newcastle, Spurs လို့အသင်းတွေပါဝင်ပါတယ်။ဒီထက်က Man City နဲ့ Newcastle ကိုအနိုင်ကစားခဲ့တာပါ။ ဆိုတော့ Brighton ရဲ့ဝေကွင်းစွမ်းဆောင်ရည်ကလည်းအထင်ကြီးရင်စရာပါပဲဒီအချိန်တွေကြောင့်ဒီယာတီအင်္ဂွင်းစွမ်းဆောင်ရည်ကောင်းတဲ့ Manchester United နဲ့အဝေးကွင်းစွမ်းဆောင်ရည်ကောင်းတဲ့ Brighton တို့ရဲ့ထိုက်တိုက် တွေ့ဆုံမှုကပိုပြီးတော့ရင်ခုန်ကျင်စရာကောင်းပါတယ်ဆိုတော့နှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်လည်းနောက်ဆုံး Premier League ၅ပွဲမှာ Brighton က Man U ကို၄ချိန်တောင်အနိုင်ယူထားတာပါ Man U ကတစ်ချိန်ပဲပြန်ပြီးအနိုင်ယူထားနိုင်ပါတယ်ထိုက်တိုက်တွေးဆမှုမှာ Brighton က Man U ကိုပြတ်သက်တာနေတာတွေ့ရမှာပါ။ဒါကြောင့် Brighton ကိုရှော့တွေ့ရင်တော့ Man U အကြီးကြီးမှားသွားပါလိမ့်မယ်။ လက်ရှိဒဏ်ရာရကစားသမားအရှင်တွေကိုကြည့်ရင်မန်ချက်စတာယူနိုက်တက်ကနောက်ခံလူမာတီနက်မပါနိုင်သေးတာကလည်းကျန်တဲ့ကစားသမားတွေအားလုံးကြက်ခိုင်မှုပြေဝနေပါတယ်။ Brighton ကတော့ Tyson Mu, Brajan Gruder, Sonny Match တို့လိုကစားသမားတွေဒဏ်ရာပြဿနာရှိနေပေမဲ့သူတို့ရဲ့လူစင်းကတောင့်တင်းနေသေးပါပဲ။ ပြီးခဲ့တဲ့ Premier League ပွဲစဉ်၈တုံးက Newcastle ကိုနိုင်ခဲ့တဲ့ပွဲမှာတိုက်စစ်မှု Danny Welbeck က၂ဂိုးသွင်းပြီးရှေ့စွန်းပြသွားခဲ့တာကြောင့် Manchester United နဲ့ပွဲမှာလည်း Welbeck ကိုအထောင်ထားပြီးပွဲထွက်လာနိုင်ပါတယ်။ Danny Welbeck အပြင်သတိထားရမယ့် Brighton ကစားသမားတွေက Mitoma တို့ Mintage တို့ Broughter တို့ရှိနေပါတယ်။ Manchester United ဟာနောက်ဆုံး၂ပွဲဆက်နိုင်ပြီးယုံကြည်မှုရောရှေ့စွန်းပါပြန်တက်လာပါတယ်။တကယ်လို့ဒီပွဲကသာအနိုင်မရဘူးဆိုရင် Manchester United အနေနဲ့ Liverpool ကိုအနိုင်ရခဲ့တာဟာလည်းဘာဒိတ်ပဲမှရှိမှာမဟုတ်တော့ပါဘူး။ဒီပွဲကိုရှုံးနိမ့်ခဲ့မယ်ဆိုရင် င်အရင်လိုဖီအားတွေအောက်ပြန်ရောက်သွားဦးမှာပါ။ဒါကြောင့်နေပြရူဘင်အာမိုရင်ရောမန်ချက်စတာယူနိုက်တက်ကစားသမားတွေပါဒီလိုအဖြစ်ခံမယ်လို့တော့မထင်ပါဘူး။ဒီပွဲစဉ်ဟာ Brighton ကိုဘယ်နည်းနဲ့မဆိုအနိုင်ကစားဖို့လိုအပ်ပါတယ်။ကျွန်တော်အနေနဲ့လည်းမန်ချက်စတာယူနိုက်တက်ဟာဒီပွဲမှာ Brighton ကိုအနိုင်ရသွားမယ်လို့ယုံကြည်ထားပါတယ်။